အားလုံးပဲမင်္ဂလာပါညံခရစ်တိုကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းကတော့ Binance Pay ပေါ့နော် Binance Pay ကပထမဆုံးအနေနဲ့သူက national နိုင်ငံအဆင့်ပေါ့နော် tourism တွေအတွက် payment system တစ်ခုဖြစ်သွားတယ်အဲဘယ်မှာလဲဆိုတော့ဘူတန်မှာပေါ့နော်ဘူတန်မှာစပြီးတော့ဖြစ်သွားတယ်ဒါပထမဆုံး country မှာ ဒီနိုင်ငံအဆင့်ပေါ့နော် country ဆိုတာနိုင်ငံအဆင့်ပုံမှန်အဖြစ်တော့ကျွန်တော်တို့ဈေးဆိုင်လေးတွေမှာ QR code တွေနဲ့ pay ဖြစ်တာ Binance Pay လိုမျိုး pay တွေအများကြီးပဲကိုအဲ့လိုမျိုးအခြေအနေတွေကတော့ရှိတယ်ဒါပေမဲ့ crypto မှာဆိုရင်တော့ဒါပထမဆုံးအနေနဲ့နိုင်ငံအဆင့်ဖြစ်သွားတာဆိုရင်တော့ဒါ Binance Pay ကသူပထမဆုံးဆိုပြီးတော့စပြီးကြေညာလာတယ်ပေါ့နော်အဲ့ဒီဂျင်ညာချက်ကတော့ဒီလအစမှာထွက်တာထွက်တာဆိုတော့အချိန်အောင်နည်းနည်းကြာသွားပြီပေါ့နော်ဆိုဒီမှာကျွန်တော်ဘာကိုအဓိကပြောချင်တာလဲဆိုတော့ ကျွန်တော် crypto ရဲ့ adoption ဘယ်လောက်တောင်မြန်လာလဲပေါ့နော်ဘယ်လောက်တောင် crypto ကတနည်းတဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့တနည်းနဲ့တနည်းအာလုံနေတဲ့အလုတ်အလုတ်အကင်တွေကိုခီးသွားမယ်ဒါဆိုရင်လည်း crypto သုံးလို့ရလာပြီအခုဆိုရင် US မှာဆိုရင်လည်းတဖြည်းဖြည်းနဲ့ crypto regulation တွေလည်း clear ဖြစ်လာပြီအခုလိုမျိုး Bhutan မှာဒါ Binance Pay ကိုပေါ့နော်ဒါ tourism payment system နဲ့စပြီးတော့ဖြစ်လာတယ်ဆိုတော့လည်းဒါ crypto အတွက်ကတော့အကောင်းဆုံးသော ခြေလန်းနေပေါ့နော်တဖြည်းဖြည်းနဲ့ကျွန်တော်တို့အနေစဉ်နေစဉ်ဘဝတွေကိုဖြည်းဖြည်းချင်းဝင်လာပေါ့နော်ဆိုတော့ဒီမှာတော့တည်င်းကတော့အဲ့လောက်ပဲတရားရောထူထူထူတော့မရှိဘူးဒီ Binance Pay ကစပြီးရောပေါ့နော် one wallet one seamless journey ဆိုပြီးတော့ Binance account ရှိအောင်ねဘူတန်ကိုသွားတယ်ဆိုရင်မ QR code တွေကို scan လုပ်ပြီးတော့ pay လို့ရတယ် cryptocurrency တွေကနေ direct pay လို့ရတယ်ပေါ့နော် BNB တို့ BTC တို့ USDC တို့စသဖြင့် အဲအဲ့ဒါကို handle လုပ်တဲ့အာဒီဘူတန်က bank ကတော့ DK bank ပေါ့နော်ကျွန်တော်မြန်မာပြည်မှာလည်းဒါဖြစ်လာဘူးလို့မပြောနိုင်ဘူးပေါ့နော်အကဲဒါကျွန်တော်ဒါဒေါ်လာရေးဒါပြီးသွားခဲ့မယ်ဆိုရင်ပေါ့နော်ဒေါ်လာရေးမပြီးမချင်းကတော့ကျွန်တော်ထင်တယ်ဒါတွေကတော့အိမ်မက်အနေနဲ့တော့ရှိနေမှာဒေါ်လာရေးဒါပြီးသွားခဲ့မယ်ဆိုရင်ဒါတွေကဖြစ်လာနိုင်တယ်အခုဆိုကျွန်တော် STB bank ရှိနေပြီအဲ့ထဲမှာလည်း blockchain tech တွေရှိပြီးသားနော်ဒီလိုမျိုး Binance Pay လိုမျိုးဟို payment system တွေနဲ့ဒါချိတ်လိုက်မယ်ဆိုရင် crypto တွေနဲ့ pay ်ခွေတွေနဲ့ငွေပေးချေတယ်ဆိုတာတိတ်ပြီးတော့အလန်းဝေးတဲ့ကိစ္စတွေမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လောလောဆယ်မှာတော့ကျွန်တော်တို့ကဒေါ်လာကြီးကိုအောင်တိုက်နေရတယ်ဖြစ်တဲ့အတွက်ဒါတွေကတော့ကျွန်တော်နဲ့တော့အလန်းဝေးနေသေးတယ်ပေါ့နော် Binance Pay ဆိုတာโอเคဒီကျွန်တော်ဗီဒီယိုလုံတော့မှစပြီးတော့ဟိုကြားဘူးတယ်ပေါ့နော်ဘာလဲဆိုတော့မသိနော် Binance Pay ဆိုတာအရင်ရှင်းတယ်ကျွန်တော် KB လို့ပဲเนาะ Binance တဲမှာဆိုရင် Binance Pay ဆိုတာရှိပြီလားအာသူကဘာလို့လို့ရလဲဆိုတော့ဟိုပတ်စံ ဟိုလွှဲလို့ရတယ်ပတ်စံလက်ခံလို့ရတယ်ဒီမှာအာပတ်စံလွှဲရတယ်လက်ခံတာတော့အရင်ရိုးရှင်းတော့ကျွန်တော်ထူထူထူတော့မပြောတော့ဘူးအာဒီထဲမှာ wrap packet ဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြခြင်းတယ်အကြီးမတည်သေးတဲ့လူရှိတယ်ဆိုရင်ပေါ့နော် wrap packet ဆိုတာကတော့ပါလဲဆိုတော့ဒီ Binance ဟို P Binance Pay ရှိစီရတော့မလို့ Binance account ရှိတဲ့လူတိုင်းလုံးလို့ရတယ်ကျွန်တော် event တစ်ခုခုလုပ်တယ်ဆိုပါဆိုเนาะ event တစ်ခုလုပ်တယ်ဆိုတော့ဆိုပါဆိုလူအယောက်100လာတယ် အဲ့လူရောက်လာတဲ့လူရောက်တရားကိုဘယ်လိုမျိုး reward ပေးမလဲပေါ့နော်အာတယောက်ချင်းဒီကကျွန်တော်တို့ကဒီမှာ Binance ပေးနေတော့တယောက်ချင်းဒီစန့်နေရမှာဆိုရင်အရန်ကိုအလုံးရှုပ်မှာနော်အဲ့တော့ rap packet ကဘယ်လိုမျိုးလဲဆိုတော့ဒီမှာ code ကလေးတစ်ခု create လုပ်လိုက်မယ်အဲ့ create လုပ်တဲ့ code ကိုဒီ claim ဆိုတဲ့လူလာတက်တဲ့လူတွေပေါ့နော်ဆက်စောကျွန်တော် event တစ်ခုမှာလာတက်တဲ့လူတွေကထည့်ပြီး claim လိုက်မယ်ဆိုရင် random တယောက်ကိုဘယ်လောက်ရမလဲဆိုတာလေဟို randomly ရမယ်ဆိုတော့တော့သူ system ကဆုံးဖြတ်သွားလို့လည်းရတယ်ဒါမှမဟုတ်ရင်ကျွန်တော်ကကြိုပြီးတော့ fix ပေါ့နော်ဥပမာဒေါ်လာ100အရောက်100ဆိုတရောက်100ဒေါ်လာအဲအဲ့လိုမျိုးလည်းလုပ်ထားလို့ရတယ် so Binance Pay ကတကယ်ကိုကျွန်တော်အနေနဲ့တော့တော်တော်ကိုအသုံးဝင်တယ်ဟာတောက်လျှောက်လည်းသုံးပြတယ်ဘာလို့ဆိုတော့ Binance ကနေပြီးတော့ withdraw လုပ်ပြီးတယောက်နဲ့တယောက်လွှဲမယ်ဆို fee တွေပေးရတယ်လေအဲ့လိုမျိုးပဲ Binance Pay သုံးလိုက်မယ်ဆိုရင်ဒါကျွန်တော်တန်းပြီးတော့လွှဲလို့ရတယ်ဒီ red packet ကိုလည်းအကေကိုကတစ်ဖက်လူကို UID မတောင်းချင်ဘူးပေါ့နော်။ဥပမာ Binance Pay ဆိုရင်တော့ကျွန်တော်က send ကိုနှိပ်လိုက်မယ်ဆိုရင်ဒါ UID နဲ့စပြီးတော့လွှဲရတာပေါ့နော်။ email phone Binance ID စသည်ဖြင့်လွှဲရတာ။ဆိုအဲ့လိုမျိုးမလုပ်ချင်ဘူးဆိုလည်းဒီ red packet ထဲမှာကျွန်တော်ကကိုဟို pay ချင်တဲ့ဟာပေါ့နော်။ pay ချင်တဲ့ဟာကိုဥပမာဒါ one ပေါ့။ one ဆိုရင်ဒါတစ်ယောက်ပဲယူလို့ရတယ်။ပြီးကို pay ချင်တဲ့ amount နဲ့ pay လိုက်မယ်ဆိုရင်ဒါဆိုဘက်ကလူရဲ့ UID ကိုလည်းတောင်းစီရမလို့တော့သိစီရလည်းမလို့တော့ပေါ့နော်။ဆိုဒီလိုပုံစံမျိုးနေပေးလို့ရတယ်။ဆိုဒီနေ့ အာဒီဗီဒီယိုလေးမှာအဓိက share ပေးချင်တာကတော့နော် Binance Pay ကဘူတန်မှာဒါပထမဆုံး national level နိုင်ငံတော်အဆင့်အာခီးသွားအတွက် payment system တစ်ခု ဖြစ်သွားတယ်။အဲ့ဒါကတော့တကယ်ကိုကျွန်တော် crypto အတွက်အကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်ဆိုရယ်တည်င်းလေးနဲ့အတူပေါ့နော်။အာ Binance Pay ကိုမတုံးပြကြသေးဘူးဆိုရင်လည်းအာ Binance Pay ကိုဆက်ပြီးတော့တုံးကြည့်စီချင်တယ်။တကယ်ကိုအဆင့်ပြေတဲ့အာ payment တစ်ခုပေါ့နော် crypto နဲ့ပတ်သက်တဲ့ payment တစ်ခုအာဒါကကျွန်တော်နောက်ချိန်မှာကျွန်တော်မြန်မာနိုင်ငံမှာလည်း ကျွန်တော်အရန်ကိုတွေ့ကျင်တဲ့ payment တစ်ခုပါဗောနော်ကျွန်တော်တို့ရဲ့အာ ban STB တို့တော်လိုင်းရေး ban နေတကယ်တမ်းတော်လိုင်းရေးပြီးသွားတဲ့အချိန်မှာသုံးနိုင်တဲ့အာပုံစံတစ်ခုဖြစ်လာဖို့တော်တော်ကိုမျောလင့်နေအဲ့ဒီရအောင်လဲအားလုံးအတူတူကြိုးစားသွားကျင်နေဗောနော်အားကြောင့်ဒီသတင်းလေးကို share ပေးလိုက်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်ခင်ဗျာ